ိုးစွာပြုတော်အောင်သောဘုရားမြတ်ဆုံးကြရဏတရားမြတ်ဆုံးကြရဏဒါသာဃာကြီးဘုရားမြတ်ဆုံးကြရဏမြတ်သူမာတို့ကဗလာယောကျိုးလက်ဆုံးကိုရှိခိုးတကြရာပြုစွမ်းတကြရာတော်ပြုစွမ်းတနာမကုလကံစေနာမောမြတ်တော်အထေတေမြတ်တစ်ချိန်ဆောင်းတဲ့လောကလူတော်ဝေယျပြန်ပါလို့လူတိုင်းရတော်ဒါနာပြုလို့အရဏဂေါတုမနဲ့တကွာဧကမာဝနဲ့ပြုစွမ်းတော်သူရတော်မြတ်တို့ကိုလည်း ကျင့်သုံးခံယူဆောင်ရရတော့ဒီလကုသိုလ်မေတ္တာဘာဝနာကမ္မထာဗုဒ္ဓံလုတ္တိကမ္မထာအစရှိသောဘာဝနာကမ္မထာတို့ကိုရှိပြန်ပွားများအထုဝါခြင်းတည်းဟူသောဘာဝနာကုသိုလ်ကရှင်နာထာဝတို့ကြောင့်ဒါယောဂအနောက်ရှိဘိတန္တာအန္တရာယ်ဝိညာဉ်ရူပပြင်ဝေချာ၏ကမ္မသောဘဝချမ်းသာသောဘဝပြည့်စုံသောဘဝယောရှင်ရသောဘဝတို့ကိုရရှိချင်သည် hình nam phú nhân đều bài sát đàn nhạc chủ gia cơ giáo về nhân mọc như thế cha bà gì ta ba di in ra ni na đà di la maya sa mi lâu ca cần đồ à di la di thọ alo ok hết rồi cái này là alo me cũng rất dễ လည်းပြည့်စုံရမယ်အဲ့ဆိုရမယ်အဲ့ဒါတန်ခါကိုယူမှတ်တာပေါ့။မယံပန္ဒီသန္တာရဘုဒ္ဓဒုက္ခတော်ဘောဇနာထာယဣမံအတိနာစီဝရာအတိနာစီဝရာအံတတ ေမေမပိပိနာပိပိနာစီဝရေနာစီဝရေနာကတိနာကတိနာအတရထာအတရထာရှင်ပညာရှင်ပညာဝိရဒုတိဝိရဒုတိတန္တရာတန္တရာဝဆင်းရေဝဆင်းရေအပေါင်းမအပေါင်းမကင်းလို့ကင်းလို့ဆမြောက်ရာဖြစ်တော့ဆမြောက်ရာဖြစ်တော့ဘိဗံကိုဘိဗံကိုမြတ်မမြတ်မဥပါယခြင်းဥပါယခြင်းအကျိုးနာအကျိုးနာ 一天天难过。 该逃避干大家唱大家，把你放下嘛？是，要不。呵呵 ကလူလည်းနဲ့လေဆိုတော့ဒီလိုပဋိယနဲ့ကလေးစသုတေဆိုတော့ဒီစသုတေရဲ့အရှင်တရားလေးတွေကိုနားခဲ့ကြရအောင်။အဲ့လိုလေဘုရားရဲ့အတရားကိုအမိချောင်းနဲ့ပြန်ပြန်ရှင်းပြောတော့မယ်ကအဓိကတုံးရဲ့ဘုရားကလည်းပြည့်စုံချင်တယ်။ဘုလိုချင်းချင်းလေးနဲ့ပဲနားဆိုင်အောင်ကြားနေပေါ့။အဲ့တော့ဘုရားတို့ဒီ တဲ့ရင်ဖြစ်ပေါ်လာတာကဒီဘုရားရှင်တို့ရဲ့ဉာဏ်ကြီးဘုရားပြိဒနာသာဝတိကတော့သုံးတဲ့ခါလာတဲ့ကဘုရားရှင်နဲ့လောက်တာဒီဘုရားရှင်ရောပါလို့ဆိုလို့ရှင်တို့တဲ့နဲ့ဘုရားလောက်တာဒီဒီဉာဏ်ကဘုရားပေါ်လာတယ်ဒီဆိုတော့ဘုရားပေါ်လာတဲ့ဉာဏ်ကိုကိုကြောင်းပြီးတော့ပြောလာတယ်ဆိုလို့ရှိရင်ဘုရားရှင်တို့ရဲ့ဉာဏ်ကြောင်းပြီးတော့ကြောင်းပြောင်းလို့ရတယ်ဆိုလို့ရှိရင် हाज़ाम

ကိစ္စအားပါပေါ်တော့ဒုညာတို့ကိုသဗ္ဗေတန်တိရာဇပေါ်နေတဲ့ကံအဲ့ဒါဖရာကြီးကိုလည်းကြည့်ရည်သူရှိမှရောက်လာတဲ့ဤစီဝိသောတဲ့သင်္ခါတော်ရဲ့ဆောင်ရာဒီဝင်ဆောင်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့ဒါတော့သုနာရှိနေတဲ့ဥိမဝါမပြုတော်မူတာကိုရပေါ်တော့တဏှာတော်ရှင်မြတ်ကအဲ့ဒါနဲ့မခြင်းကိုသူ့ပြုခဲ့တယ် အဲဒီဘုရားရှင်ကအဲဒီဘုရားရဲ့အိဇာနာမြတ်လို့ရှိတဲ့လူဆိုတော့ဒီဘုရားကဘုရားရှင်ဘုရားရှင်ကြီးပထမဝါဘာရီဒီဝိရာဘာဝါဆိုတဲ့ဘာရီကဘုရားရှင်ဘုရားရှင်ကသူ့ရဲ့ဘဝနဲ့အနာဘဝဆောက်ပြေလို့ရတာဆိုတော့ဒီလိုဉာဏ်တို့တိရောဟာရောင်းရလို့ပြီးမှာသဘာဝတရားရောင်းရလို့ပြီးသွားတယ်ပါညာဆိုတော့ဘုရားရှင်ဘုရားရှင်ကလည်း ဲ့ဒီတရားပြုပြာဘုရားကလည်းပဲကုသိုလ်ကတော့ပြည့်ပြီးတော့နားတဲ့အချိန်မှာရှားနေတာကပ္ပတိကတော့ဘုရားရှိသာမန်ကတော့ဘုရားနဲ့ကဘုရားကဘာဝေကရံဖြစ်လာမဲ့အနာရော30 30ခုကရားယူတော်တဲ့ကြားဘုရားရှင်ကိုယ်တော်ကြည်နေမယ်မနေ့ကလည်းဒီနေ့မှတည်း ဒီနေ့တာနေနေတော့ရင်းနေနေသလိုရှင်နေပါဘာလို့လဲတာတဲ့။တော့ရုပ်ကြီးတော်မူလေပေါ့ဒီဘယ်ဘုက္ခလုံးလားသူ့ရဲ့တဲ့နတ်လူကလည်းရှင်းမလဲလို့ပြီးတော်မူတဲ့အခါမှာဒီရံလို့တဲ့ဖြစ်လာမဲ့ပုဂ္ဂိုလ်များလည်းဩဒရမင်းကြီးရဲ့ဒီတော်သုံးခင်နေတယ်။ဘုရားရဲ့အိက္ခာရကရားရှိရအောင်တော့ မူလမဘောအရင်လည်းပဲတရားတော်ကိုနိုင်ရွယ်ဘောစီရနေကြတရားနိုင်ရွယ်ဘုရားတော်ကတွေရပြီးတော့အဲလိုပါလေအဲ့ဒီကပါရမီတုတတ်ပြီးတွေ့ရှိခဲ့တယ်အဲ့တော့လည်းဘုရားတန်နိစ္စရာကကုသတာဘုဖြစ်ဖြစ်အကုသတာတွေပဲဖြစ်ဖြစ်အရှင်ကားတော်တာလည်းပါဘူးမူမူလေးသူနာကတော့ကားပါဘူးသူသိဖို့ဖြစ်နေတဲ့ခါစား ကံဆိုတာကံမှာဝိညာဉ်တည်းကံလေးဆိုတာပြောင်းနေတာပါဘူးအဲ့လိုမျိုးကြိုးရတာကအတိအကျကတရားနာခဲ့တဲ့တည်းကြီးဒါကြောင့်ဘုရားတရားကြီးကမှတ်ပြီးလည်းပဲတရားဥပဒနာရဲ့အမှားယူနေတာနာဖို့လိုချင်ရှိတယ်ဘုရားကြီးဘုရားတရားကသူရဲ့ပေါ်မြင့်ဘဝတော့ပေါ်ကားခဲ့ပေါ်ကားခဲ့တဲ့အမှုနာတော်ဘုရားကအပြောအမှားတော်ကိုသုံးတယ်အဲဒီလိုမှလည်းအဲဒီမှာပါရမီလူတက်ပြီးယူတယ် အင်းတော်မူပြီးတော့ဘယ်လိုကြောင်လို့သူတို့ဒီလိုပြောတာတော့ခဲ့တဲ့ပုံစံဆက်မှာတော့ပြီးတော့ခိုင်းနေတဲ့ဘောအဲ့ဒါလည်းအဲ့ဒီကမြန်မာသုံးဆယ်လူတည်းကပြောတော်ပုဂ္ဂိုလ်ကအရှင်မရှိတော်မူအနာဝိရိယကိုခေါ်လာတယ်သူတို့ဒီလိုတော့ဆက်ပြောလာနေတဲ့အချိန်မှာပဲအဲ့ဒီကအနာခေါ်လာတယ်ဝိရိယကသူတို့ရဲ့ဘုရားရဲ့နာယူဆောင်ပြီးတော့ဖွင့်ပြပါခဲ့တယ် ဆွေးနွေးပါတယ်ကတော့ဘုရားဘုရားဘုရားကံတိုင်းတဲ့ခါမှာအဲဘယ်တော့ကိုဘုရားလည်းဝေဒနာရင်းရှိတော့ဆိုတာတော့အဲ့တန်တဲ့ခြင်းအဲ့ကမင်းသား30တော့ပါလေမင်းမီးအဝိနည်းတော့လက်ရှာဝိနည်းတော့လက်ရှာရတော့အေးချမ်းကြီးစွာဒီမင်းရဲ့အရင်ကောင်းကောင်းမှာတန်ဒီတော်မျိုးဘုရားရှင်တော်လည်းဘုရားပြီတော့ဒီပြီးတော့ဒီလိုအားနဲ့ရှင်ဘုရားဒီနာမှာ ဒီနေ့ကြောက်သွားလာမြင်တဲ့ဘုရားလို့ဘုရားရှိခိုးတတ်တယ်။ဒါကြီးဘုရားကတော့ဘာပြောတယ်လဲလို့ဆိုတာကအခုပေါ်လေးခုနေပြောလိုက်တယ်။တန်ပင်မြေတော်ဘောပြနာကပြမှာလား။ဘုရားရမင်းသားတို့တန်ထိုးတော်ချင်တာကိုတို့မင်းတို့ဒီပြင်မြင်ပြီးပြောပါတယ်ဗျာလေ။ငါပြောကြတဲ့ကငါဟောကြတဲ့ကနေတရားတွေကိုသင်တို့ဘယ်လိုမှန်းတယ်လဲကွာ။

ရပါတယ်မင်းသားတို့တဲ့အမျိုးသမီးတော်ကိုရှာခြင်းနဲ့မိမိကိုရှာခြင်းအဲ့ဒီရှာပြင်းခြင်းတစ်ခုတည်းကဒေရှာပြင်းခြင်းကပုံပြီးတော့နေပါတယ်လို့ဓာတ်ပြောလို့လည်းမပြောရဘူးဒီကံကြရတာလည်းမင်းသားတို့ကလည်းမတက်ကြီးနဲ့ကြားကြည့်ရတာတော့အဲဒီကံကြရတာဒီဟာဟောဒီကံပေါ်ပေါင်းတယ် ဘယ်ဒီမလို့ဒီသားနေနဲ့တာနေနဲ့ဒီကောင်လဲအားလုံးပဲတော်တော်များများဒီလိုဒီလိုထင်တာဓမ္မကျေးဇူးတော်ဒီမှာဒီလိုလူကြောက်ဟုတ်ပင်လားဒီလိုမှာဘုရားတို့ကလည်းဒီလိုနာနာပြန်လာကြတယ်ကတေဝကာကာမနာအရှင်ဘုရားဆက်ယူပါမယ်အမှုဘုရားကထာဝရဘုရားမြတ်စွာဘုရားပြီးတော့ဘုရားလုံးလိုက်တယ်အဲ့ဒါလည်းဘုရားရဲ့ဉာဏ်တော်ရှင်ယူရန်သုတေတေနယူရန်အလုံးမှာနေတဲ့စိတ် ်ဖြစ်ပြီးကတရားဟိုက်ကပုဂ္ဂိုလ်ရာလဲဘုနာကအတိတ်ကံကပါလာရဲ့ဒုလို့ပါလေဥဒုတ်ကံရှိတဲ့ပြကြမလို့အချို့သောပုဂ္ဂိုလ်ကတော့တာကနာကံဖြစ်တယ်ဥဒုဇဉ်ရဲ့လူလည်းမရှိတော့ဘူးညာတာလဲရှိကြတော့ဘူးဒုလို့ပါလေအဲ့ဒါနဲ့လည်းအကုန်လုံးကတော့တာကနာကံဖြစ်ပြီးကြတော့ဘုရားရှင်ဘုရားကဣဒ္ဓပိဘောပေါ့အဲ့ဒါနာအဲ့ဣဒ္ဓပိဘောကိုခေါ်လိုက်တာလေ ဓမ္မတိယမြတ်လို့ခြင်းကိုလုံးမြင့်နေတဲ့ဆရာတိကြကိုတော့ညာတို့အေးဒီဘူးအိထာပြေကိုလို့ခိုင်းတာတယ်ပဲအိကပုဂ္ဂိုလ်လို့ခါတယ်အဲ့ဒါညီတော်သုံးချက်တို့ခါတယ်အကုန်လုံးပဲညာ တရားအားထုတ်ကြတယ်။အဲသူတို့ဟာလည်းပါဝေပါဝေရဲ့ကရမ်းတော်လို့ခေါ်ကြတယ်ပေါ့။ဒါနဲ့တော့ခုနပြောခဲ့တယ်လို့ဒီနေ့မှာနှစ်ပေါင်းတဲ့တော့ညာပါဝေခဲ့ပြီးသတော်ပြောခဲ့တယ်လို့ဘုရားရှင်တော်ရာပြစားနေပြီးတော့ဘုရားရှင်ကို39ဝိုက်ချွတ်တဲ့အချိန်ကမှတော့သူတို့ညာရှင်မောက်ရောက်လာတဲ့အချိန်မှာအခဏကပြောခဲ့တယ်လို့ပဲပေါ့။ညာရှင်ကတော့မြည်ကနေနေတော့မှအဲ့ဒါကို ရှိရှိတော့ဘုရားကြီးလည်းပဲအချင်းကိုပြင်းထန်တော်မူခဲ့တယ်ဆိုတော့အဲ့ဒါနဲ့ပဲမုဇ္ဇာနဲ့မကူလို့ဘုရားကတာဝိဇ္ဇာကအချင်းနဲ့အတူတူဆိုပြီးတော့မှအချင်းကိုပြုမိတော်မူခဲ့တယ်။အဲ့ဒါတရားအနှစ်ကိုပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့ဘိတော်ကအရိကဘုရားကဒီပါမေကရာတော်တို့ကြောင့်ဘုရားရှင်တော်မြတ်ကြီးကအချင်းကိုပြုမိတော်မူခဲ့တယ်။ အဲ့ဒီကဘာရကရန်တော်တို့ကဆောစောကပြောကြတယ်လို့ဘုရားရှင်ကလည်းကြည်တော်ရပြီးသားအရှင်ကတော့ကသူတို့ဟာလည်းမိမိကိုယ်ကိုမိမိရှာဖို့ခဲ့ကြတယ်။ဘာလို့ရှာဖို့ခဲ့ကြလဲ။အဲ့တော့ဘိန်းတို့ကလည်းမလေးလည်းပဲအခုတို့ကုသိုလ်ပြုရဆိုတာကမိမိကိုယ်ကိုမိမိရှာဖို့ခြင်းမှဖြစ်ပေါ့။ကုသိုလ်တွေပြုလို့ကလည်းဘုသူ့ပဲရှာဖို့ရပါလေ။ဒုညာအတွက်ရှာဖို့တာလားကုအတွက်ရှာဖို့တာလား။ကုအတွက်ရှာဖို့တာဖြစ်တယ်ပေါ့။ ဒါကြောင့်မလို့မင်းတို့ကိုဘုရားရှိခိုးလို့နေရနေဒီကံကြရောအထင်ကြီးရလိုက်တဲ့အထင်ကိုကူးရလိုက်တဲ့တော်တော်ကြောင့်မလို့မင်းတို့ဒီကံမကြီးရကိုအထင်ကိုခနဲ့ဒါရမအရင်နဲ့အထင်ကိုထူထမ်းလိုက်ကြတဲ့ခင်ဗျားတို့ထူထမ်းလိုက်ကြတဲ့အတွက်ကြောင့်မလို့ကိုတန်ခါရရရဲ့ကိုယ်ကျေးသာခင်ကြရတဲ့ကိုပြန်ရောက်ကြပြီ။ဒါကြောင့်ဒီပုဂ္ဂိုလ်တွေကလည်းအပြည့်မှုသောအဘတ်တို့မှာဆံရဆင်းရအဘတ်တွေကလည်းတကောင်းလာပြီးချင်အောင်မတင်တော့ဘူး။ ဒီအမတ်တို့ကိုဘယ်နဲ့ပဲကြားဘယ်ပြမာဒုက္ခမှာဘယ်ကဲ့သို့သောစိတ်ကြံမင်းတို့ကမှာဘယ်နှုတ်နေတာလဲကိုလူရှင်တို့ကဘယ်နှုတ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီလူရှင်တွေမှာလည်းပဲအကျိုးတရားများတယ်ပေါ့ယန္တန်ကတော့တော့မှာသလို့ရှိရင်တော့ဘယ်လိုခဏလာသိက္ခာဘောအပြင်လေးဘုရားအကျိုးတရားအပြင်ငါမျိုးရရှိသွားခဲ့တယ်တဲ့အဲကြောင့်မလို့အဲ့ဒါအဲ့လိုပဲချင်းချုပ်ပြည့်လိုက်တာတော့ပေါ့ နောက်ကထင်းဆိုတော့ဒါကထင်းနိုင်ငံဆိုတာကတော့ဘင်းတို့အကန့်အသတ်ကွာဘာသာပညာဉာဏ်ကြီးကနေတခါတော့ခေတ္တတည်းပြီးမြင်တော်မှသိမြင်ရဘူးမပြောရဘူးဘုရားလာလို့ရတဲ့မာတာကထင်းနိုင်ငံကြီးကထင်းနိုင်ငံရဲ့ဂုဏ်ကြီးရအလားဘာသာပညာရှိတယ်တိုင်းကိကဉာဏ်ရှိရတယ်ဘုရင့်မဘဝမှာထားတော်မူသောပုဂ္ဂိုလ်တွေပြရတယ်ကြောင်းကြောင်းမှာဒီချိန်နာခင်းရတယ် နောက်ကြတော့လည်းပဲကတိမရဘူးဆိုတော့အမေရင်အဖေရင်တော့မှလည်းပဲပြောလို့မရဘူး။အဲအဲ့ဒီဖြစ်ရတယ်။အဲ့ဒါကိုကတိမရလို့ခေါ်တယ်ပေါ့။အဲကြောင့်ကာလမယံတပိကံဉာဏ်သာဖြစ်သူရခြင်း၍မိရင်တော့မှနမိတ်များကိုမပြောရဘူးဘုရားအနာဘုရားကြီးမသာပြုနေတာ။နောက်ဘယ်လိုကိုသိဆိုတာကိုပါဘုရားလည်းဆိုတော့ဘယ်လိုဘုရားဒီကံကိုဝိရိယနဲ့မာနဒီကံလို့ ကွန်ပြတဲ့ပြောမယ်ဆိုလို့ရှိရင်ဘုရားပြောခဲ့တဲ့နာမတရားတွေဒုတိယရည်ပါလေဒီကြောင့်ကိုယ်တော်လေးပဲရတယ်တဲ့ဒီကျိုးတရားတွေလည်းပဲဘယ်သူချုပ်ခဲ့လို့မှမပြတ်ဘူးတဲ့ဒါကြောင့်လို့ရှိရှိသောပုဂ္ဂိုလ်တွေကအထင်ကြရပါဘူးပထမပေါ်လို့လဲဆိုရင်ကောင်းပါရဲ့ကောင်းပါရဲ့အလုပ်တရားကောင်းတယ်လို့ပြောတာရှင်းမွားအလုပ်အထင်လို့ပေါ်တယ်တဲ့ရှင်းမွားအလုပ်လာပါလေအထင်လို့ပေါ်တယ် ဘုန်းကြီးတော့ကြာရလေးတွေကြာဆရာတို့ဘုန်းကြီးကြာလေးတွေရေးထားတာရှိတာပါဗျာအနာမတာဇတ်တွေကလည်းအာမေ့တွင်တော့အပြင်ကမတွားရအောင်ဝိရလာတွင်ထဲခြင်းနဲ့မြင်ကြရပါ့မယ်ပိုက်ရတဲ့ကောဘယ်သူချွတ်ချက်သူမပြဲပဲဆက်လက်ဒီတန်ရေးခံကအဖွဲ့တဲ့ကောဒီကထုရရှိရတဲ့ကတိဇူတရားတွေကလည်းဘယ်သူချွတ်ချက်လို့မှအပြည့်ဘူးတဲ့ဒါကလည်းချိန်လို့ပါတဲ့ ဋ္ဌိဆိုတာခံကျဲတယ်ပေါ့ဋ္ဌိဆိုတာဟောလေခံကျဲတယ်ဒုတာရုကောနတ္တာရုကောတို့တော့ကောင်းပြီဒါလို့ခေါ်နိုင်လို့ဒါလို့ခေါ်အပ်လို့ခြင်းလို့ခေါ်တယ်ခံကျဲဆိုတာလေးတော့ဘုရားအစာဘုရားအစာမြာလာပြီတောင်းတောင်းကောင်းတို့ကောင်းပြီကောင်းပြီဟုရှင်မအလည်းရဲ့ရှင်မအလည်းရဲ့ရှင်အနေမပြတ်ကတိကော ဘုရားဆံကြီးတော်ကောင်းတို့ဟာလေဩကြီးစံကိုမြေကြီးနာနေပြဒီမှာရာမဘုရားသိညာလေဆိုပြီးကကြတော့ကောင်းမကောင်းမပြီးနေဘာလို့ကောင်းတာလဲဆိုရင်လူတွေပါလဲကုသိုလ်ပါလဲဒီဒီရကြတယ်ကုသိုလ်တွေများကြဘူးလားဆံကုသိုလ်တွေဒီများကုသိုလ်တွေလည်းကထင်ကျိုးတွေပါမရဘူးလားညလေပေါ့အမှားလို့တော့မလဲပြည့်စုံသွားတဲ့လူမှကျွတ်တယ်ဆိုရတော့ဥပ္ပတိပဲမကောင်းဘူးလားဒါကြောင့်မလို့ကောင်းရင်ကောင်းရင်ကိုချီးမွမ်းလိုက်တယ်လို့ပြောတယ် ကောင်းရင်ကောင်းပြီးပါပါလေချီးမားလို့ပြောလို့ပေါ့လေဒါကြောင့်မလို့ဘိတ်တွေကမှာပေါ့ဒါတော့ကောင်းလို့ပါလေပဲအင်းလေးပြရတော့ပူလို့လေးနေပြရတော့ပူလို့ဒါစဉ်နေ့စဉ်ပြရတဲ့ပုဒ်ကစေနာကြတာလို့ကြောင့်နာယောဂနာရှင်ပြေတန်တာလေတို့ကပြောကြပေးဧဘာလေအောင်ကောင်းရချမ်းသာပြောင်းလာမဲ့ကိုပူစီကုန်ကရရှိတော်မူနိုင်ကြပါစေကုန်သည်ဒီချာ ရှင်ဘေယရှင်ဘေယဒီတော်တို့ဒီနေ့၌ဘုံမြတ်တော်ဘုံမြတ်တော်ပထင်ကံပထင်ကံဆွမ်းနေတော်ဘုရားဘုရားဘုဒ္ဓဘဝရာဘုဒ္ဓဘဝရာချမ်းရာညာကိုဘုဒ္ဓရာတော်ဘုဒ္ဓရာကာဏကုတုသာတိရာတော်သာတိရာတော်ဒီလကုတုဒီလကုတုဘောမြာရာတော်ဘောမြာ တ္တမောဒနာတရားတော်ကိုတရားတော်ကိုဒုတိယစွာဒုတိယစွာအညာတော်အညာတော်ဓမ္မတမနာကုလောဓမ္မတမနာကုလောဘုရုရောကြောင့်ဘုရုရောကြောင့်နိဗ္ဗာန်တန်အောင်နိဗ္ဗာန်တန်အောင်ကောင်းချမ်းသာကောင်းချမ်းသာအပြာပြများကိုအပြာပြများကိုရရှိရပါလို့ဤရရှိရပါလို့ဤကုသိုလ်တို့ဤကုသိုလ် သဘောဘာကဒီကိုသဘောဘာကဒီကိုဘောကျေစုဘောကျေစုဘုရားကြောတော့ဘုရားကြောတော့ဝိပ္ပံပါပဲဝိပ္ပံပါပဲကျေစုရှင်များကျေစုရှင်များအစတာ၍ဘုံ37ဘုံ37ဖြစ်ဖြစ်များစွာဖြစ်များစွာသဘောအနန္တတို့ကမကြံရစေမကြံရစေဣမဝေတိဣမဝေတိညာတွင်သာတို့